ပြည်သူတွေကဒီလိုမျိုးအကြောက်တရားဝင်သွားပြီဆိုရင်ဒါစကားစချိန်လန်းနေပဲသွားနေမယ်ဆိုရင်ကျွန်တော်တို့ကဘာကြောင့်တော်လိုင်းလေးလောက်ရတာလဲလက်နဲ့ကင်ထားပြီးတော့ဒီလိုမျိုးလှုပ်ချင်တာလှုပ်ပြီးတော့သတင်းအစားအသောက်ဖျောက်ပြီးဘာသတင်းမှမတက်တာမျိုးပြည်လူတို့တရားကိုဒီလိုမျိုးစားဖျောက်လိုက်တာမျိုးလုံးဝမဖြစ်တင်တာဘာပြောချင်လဲဆိုတော့ဒါကြီးကဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုတော်လိုင်းလေးလုံနေတဲ့ကောင်းတဲ့အကောင်လုံးဟာအိမ်ပြန်ဖို့လည်းမသေးကြဘူးပြန်ရရင်လည်းဒီလိုလက်နဲ့ကင်ကောင်းရင်လည်းစကားစနဲ့ဆိုးတဲ့စနစ်နဲ့ကျွန်တော်ကြုံရတော့မှာ โอเคကိုမြအောင်ခင်ဗျာကိုမြအောင်ရဲ့ဦးလေးတော်သူဦးကိုငယ်ပေါ့နော်မကွေးတိုင်းကဒါကြောက်ဆောင်ရွာမှာနွေမှာစငိုင်းနေရ PDF တွေကဟိုဖမ်းခေါ်သွားပြီးတော့ဟိုရွာထိတ်မရောက်ခင်မှာပဲပြစ်တက်ခံရတယ်ဆိုပြီးဒါဟိုကိုမြအောင်တင်ထားတာတွေ့ပါတယ် Facebook မှာဆိုတော့ဒါနဲ့ပတ်သက်ပြီးသိကျင်တာပါအဲ့ဒါဟိုဖြစ်စဉ်သေးသေးပေါ့နော်ဘလို့ဖြစ်တယ်ဆိုတော့အရင်ဆုံးအရှင်းပြပေးစီလိုပါတယ်ဗျာဖြစ်စဉ်ကအဲ့ဒီညနေကကျွန်တော်ကိုရွာနေပြီးတော့ဖုန်းခေါ်တာတခါမှမခေါ်ဘူးပြောရမှာလေ ကျွန်တော်ငငယ်ကကိုရင်တော်ဝက်ဘူးဒါတော့ပဲရွာလူတွေနဲ့စုံမှုလားပြီးတော့အဲ့ဦးလေးကတော့ရန်ကုန်အမြဲလာလေတယ်ဆိုသူနဲ့တော့အမြဲစုံတယ်ပေါ့နော်သဘောကောင်းပါတယ်ဦးလေးတို့ကဒါညီကိုနှစ်ယောက်ရှိတယ်သူတို့ကအမွာတွေအမွာတွေဆိုတော့ဒါရုပ်ချင်းတပုံစံနဲ့တယောက်ကရန်ကုန်မှာရှိတယ်နောက်တစ်ယောက်ကကျတော့ဒါကမမျိုးနဲ့ဒါကြောက်ဆောင်ရွာမှာသူကအရင်ထဲကစပါပွဲယုံပါညာသူအဲ့အလုပ်လုပ်တယ်ပြီးတော့သူဟိုအမျိုးတွေကသူ့သမီးတွေကတော့ဒါစာလုံးမှာအလုပ်လုပ်တယ်ပေါ့သူ့ကိုပြန်ထောက်ပံ့တယ်ပေါ့နော် ဲ့တော့နေသားမလို့လဲဆိုတော့မနေ့ညနေကကျွန်တော်ဖုန်းဝင်လာတော့ကျွန်တော်ခြင်လိုက်တော့ရွာဖုန်းဖြစ်နေဖြစ်နေတော့သားတဲ့ဟိုသားဒီဘက်ဟို PDF နေနဲ့နီးစက်သက်ရှိရဆိုပြီးတင်းကြလို့ပေါ့လာကူညီတောင်းတာပေါ့တောင်းဦးလေးကိုတော့ဒီမှာ PDF အကဖမ်းသွားတယ်ပေါ့ဒါပေမဲ့အခုတီးရတာကလည်းဟိုပြစ်တက်လိုက်ပြီလို့ပြောတယ်ပေါ့နော်အဲ့လိုမျိုးပြောတော့ကျွန်တော်ကပထမတော့ဥက္ကုငယ်ဆိုပြီးနာမည်ကြားတော့ဒီတိုင်းပဲတော့သူတွေ့ရသားကိုဆုံးတယ်ထင်လို့ ဥက္ကုငယ်သုံးသားမိလားလို့မေးလိုက်တယ်။ဘာကြောင့်လဲဆိုတော့ဒီကာလကလည်းအခုလုံးကနှုတ်ဆက်နေတဲ့ကာလဆိုတော့အဲ့တော့အဲ့မှာသတင်းစကြားချင်းပဲ PDF လို့သတင်းကြားလိုက်တော့ကျွန်တော်ဟာမဖြစ်နိုင်ဘူးဒါစကားစအယောင်ဆောင်ပြီးပဲလာပြီးတော့လာတက်တာလားဗောနော်ကိုကတော့အဲ့လိုမျိုးတွေးလိုက်တယ်။တွေးလိုက်တော့မဟုတ်ဘူးရွာကနေပြောတာ PDF PDF ဆိုတော့ကျွန်တော်ကဘယ်အပိုင်းမှန်းလဲကျွန်တော်မသိဘူး။ရွာကိုလည်းကျွန်တော်တစ်ခေါက်ပဲကျွန်တော်ကအလဲရောက်ခုတာကျွန်တော်ခုနှစ်တန်းကျောင်းသားဘွားတော့အဲ့တော့ဘလို့ဖြစ်တာလဲဖြစ်စဉ်ကိုမေးတော့ညနေ9:00လောက်က အာလူ6ယောက်ပေါ့ PDF ဘတ်တစိမ့်နဲ့6ယောက်စိုင်းကယ်3သိန်းနဲ့လာတယ်။လာတဲ့အချိန်မှာဦးလေးကရေချိုးပြီးခါစအဲ့မှာခေါ်တယ်အာဒါစုံစမ်းစစ်ဆေးရရှိရဆိုပြီးဖုန်းလေးလုံးသိမ်းတယ်ဗျာ။သိမ်းပြီးတော့ဦးလေးဖြစ်သူကိုလက်ပြန်ကြိုးတုတ်ပြီးတော့ခေါ်တာရေချိုးခေါ်ဆောင်တာတော့မဟုတ်ဘူး။ခေါ်ဆောင်ပြီးတော့ရွာထဲမှာတနတ်တန်နဲ့ချက်ကြားတယ်ဆိုပြီးတော့ဖြစ်တာ။ဖြစ်တော့နောက်ပိုင်းကျတော့ဦးလေးရဲ့ဓာတ်ဗော်ဒီကိုရွာထဲမှာတွေ့တယ်ရွာလေကောင်မှာ ပြောမယ်ဆိုပထမတော့အဲ့ဟိုလုံးချန်တက်ဖြတ်သွားတဲ့လူတွေက ဆောင်းချုံပေးခဲ့တယ်ထင်တာမဟုတ်ဘူးရွာသားတွေကဒီတိုင်းကြည့်မကောင်းလို့ဆောင်းနဲ့ပတ်ပေးခဲ့တာတက်သွားတော့မှမျက်နှာပွင့်ထက်ဒဏ်ရာဆိုတော့ကျွန်တော်တို့ကဒါကျွန်တော်လေးလက်နက်ကင်လုတ်ခဲ့ဘူးတယ်နိုင်မမကြီးရဲ့ပြင်းအားကိုလုံးကြီးလျှော့ခန်းရဲ့ပြင်းအား5.56ရဲ့ပြင်းအား7.62ဒါချင်းမုံရဲ့ rifle ရဲ့ပြင်းအားကျွန်တော်ကောင်းကောင်းနားလေအဲ့တော့မျက်နှာကိုတည်ပြီးပြတော့မျက်နှာပွင့်ထွက်တယ်ဒါ5.56ပဲ M16 လို့ဟာမျိုးနဲ့ပြတ်သွားတာ ြစ်သွားတော့တလက်တန်နဲ့ချက်မှာမျက်နှာပွင့်ထွက်တိုင်းရတော့တွေ့တယ်ဒီနေ့မနက်လင်းအားကြီးမနက်6နာရီမှာပဲတကြိုလိုက်တယ်ပေါ့နော်ဦးလေးကိုကြောက်ရွာလည်းကြောက်တာဟုတ်ကြောက်တယ်ဆိုတော့ကျွန်တော်အနေနဲ့သိချင်တာဟိုပေါ့ဒလန်ဆိုပြီးတော့သူတတ်မှတ်ပြီးတော့တတ်တယ်ဆိုရင်အချိုးချောင်းခိုင်လုံသွားရှိရမယ်ကျွန်တော်လည်း UG ကဖြတ်သန်းလာတဲ့ကောင်းနေပဲချိုးချောင်းကဘာတွေလဲဆိုတော့တတ်တင်နဲ့တကွနော်ပြီးတော့ဒလန်ရှင်းနေကြောင်းစာထုတ်ပြန်ခြင်း အဲ့လိုမဟုတ်ရင်ဒါအပြစ်မဲ့ပြည်သူတယောက်ကသာတတ်တာပဲဂျိုးတောက်ခိုင်းတော့သာမရှိရင်အခုကတရင်ကိုဟိုဒီတရက်ခေရိုင်ရင်းလေးကိုသွားမေးတော့လေသူကမသိပါဘူးမြေပြင်ချင်းလေးရှုပ်ထွေးရဆိုပြီးလုံးချသွားတယ်အဲ့ဘက်ကတောင်းရင်ရှိတော့တော့ဒါလင်းုံဆိုပြီးရောကျွန်တော်သိရတယ်သူ့အကောင့်ပါစနယ်အကောင့်ကိုစာဖို့တော့လည်းမပြန်ဘူးအဲ့တော့သတင်းဌာနတွေကလာမေးတော့ရှိရကျွန်တော်ဒါဒီဒီတော့ကျွန်တော်ပြန်ပြောပြကျွန်တော်လည်းတောက်လျှောက်စုံစမ်းနေရအဲ့တရင်ပဲဖြစ်နေတယ်ပေါ့အဲ့မှာဘက်ကဘာနဲ့ အိတ်တရင်ကလည်းတူတူပဲလို့ပြောတယ်။သူပူပေါင်းပြီးတော့ပဲအများနဲ့တူတူသွားတူတူလာနေကြရဲဆိုတော့ပြောမယ်ဆိုဒီရွာတွေကသူ့အမြဲဖြတ်သွားဖြတ်လာလုံးလို့ရတယ်။စိတ်ချရတဲ့ရွာတွေ။အဲ့ဒီရွာမှာအပြစ်မဲ့ပြည်သူဒီလိုမျိုးကြီးခေါ်ပြီးတော့ဒီလိုမျိုးရွာလူတွေအကုန်လုံးအကြောက်တရားရအောင်တတ်ပြလိုက်တော့ဒါမကောင်းဘူးပေါ့နော်။ပြီးတော့ကျွန်တော်တို့ဆိုလည်းဒါဟိုကျွန်တော်ဖော်ဆောင်နေတာကကျွန်တော်2020မှာလည်းတက်မှာငင်းစားယူပြီးတော့ကျွန်တော်ဖော်ဆောင်နေတာက ကိုအလုတ်ကိုလုတ်ပြီးရော ကိုစီဝါရေးကိုလုတ်ပြီးတော့ရားလိုင်းဝင်တယ်ပဲထောက်ဖို့ရအောင်လို့ကျွန်တော်ကစူးစမ်းနေတဲ့လူတယောက်သူများစီရငွေလူခံပြီးတော့ပြန်လူနေတဲ့လူမဟုတ်ဘူးကျွန်တော်အဲ့ဟိုပေါ့နော်အဲကာထာကိုကျွန်တော်ဖော်ဆောင်နေတယ်အလုတ်လုတ်ရမယ်တက်ထဲမှာမရှိတော့အလုတ်လုတ်ရမယ်ရားလိုင်းဝင်တယ်ဓမ္မစီဝါကြကြပြန်ပြီးတော့ထောက်ဖို့ရမယ်ထောက်ဖို့ရင်လည်းမြေပြင်ကိုဓာတ်ရိုက်ထောက်ဖို့ရမယ်ဖိုင်ဝင်စာရှိရတစ်ဆင့်သွားတာမျိုးကျွန်တော်မလုပ်ချင်ဘူးအေးပေါ်ဆောင်နေတဲ့လူတယောက်ရဲ့ဥလေးမှဒီလိုဖြစ်တယ်ဆိုတော့ကျွန်တော်ပြောမယ်ဆိုစိတ်မကောင်းဘူးပေါ့တော်တော်ကြီးဟုတ်ကဲ့ ဟုတ်ကဲ့အဲ့တော့ဥကုငယ်ကိုလာပြီးတော့ဟိုမေးမြန်းစရာစစ်ဆေးစရာရှိလို့ခေါ်တဲ့ခါမှာအိမ်မာကဘယ်သူတွေရှိလဲမိသားစုဝင်တွေကအိမ်မာမိသားစုဝင်သူ့ရဲ့အမျိုးသမီးရဲ့သမီးတယောက်ကပြန်ရောက်နေတယ်လို့ကြားတယ်အာအမျိုးသမီးကတော့အခုရှောင်နေတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့အဲ့သူတို့တခုခုပြောလာစစ်စစ်ရရှိတာအပြင်ဟိုဘလို့အကြောင်းကြောင်းပါကြောင်းပြောပြောတယ်ဦးလေးရလည်းအသက်က87ရှိပြီလေအခုသေချာစဉ်းစား87အရွယ်မှာ နောက်ဆုံးဘလို့ပဲပြောပြောရရွာလူကြီးပဲဖြစ်ဖြစ်ဘလောက်လုံးနိုင်တော့မှလဲ81ဆိုတာနားပြီလေသူအလုပ်တွေလည်းအကုန်လုံးနားပြီသူ့သမီးထောက်ပံ့တဲ့အားလေးနဲ့သူစားပြီးတော့တော့သူအေးလူလူနေနေ81ရွယ်ဆိုတာဟိုကျွန်တော်ပြောပြရင်အေးလူဖြစ်နေပြီဗျာဒီရမှာအဲ့လိုမျိုးအရွယ်မှာဒီလိုမျိုးကြီးလက်ပြန်ကျိုးလဲတုတ်တယ်နောက်ဆုံးပြောရမယ်ဆိုရင်အသာစီလိုက်တဲ့လူတယောက်ကိုကျွန်တော်တို့မှာအဲ့လိုမျိုးချုံတော်မီတာစီပိုင်ကမရှိဘူးလက်ပြန်ကျိုးတုတ်ဖို့မပြောနဲ့ပေါ့နော်အဲ့လိုမျိုးမရှိပါဘူးဟုတ်အဲ့တော့ ဒီမကွေးတိုင်းတရက်ခရိုင်ကံမမြို့နယ်ကြောက်ဆောင်ရွာပေါ့နော်အဲ့တော့ဒီရွာဒီကွင်ကဟို PDF ထိန်းချုပ်တဲ့ရွာလို့ပြောလို့ရလားပြောလို့ရတယ်စကားစားရှိတာဒီတရွာကျော်နည်းနည်းဝေးတယ်ပြောတယ်ဒီရွာတွေကတော့ဒါ PDF အပိုင်နယ်မြေလို့ပြောလို့ရတယ်ပေါ့နော် PDF တွေကိုဒါအေးရွာလူတွေကလူတယ်ပြီးတော့ဦးလေးဟာရွာမြန်နဘုံရွာမြန်နဘုံဆိုသူဘလောက်သဘောကောင်းတယ်သူအလုံးလို့တာမှန်တယ်တိကျတယ်ရွာလူတွေအကုန်လုံးသိတယ်ပြီးတော့တရွာလုံးနှီးပါလေအမျိုးတွေဗျာကျွန်တော်ကိုရင်တော်ဝိတ္တာမှာဒါ တကြီးဥတောင်းဆိုတာကျွန်တော်မှတ်မိတယ်တကြီးဥတောင်းဆိုတာကျွန်တော်ရဲ့ဗာကြီးတွေပေါ့ကျွန်တော်ပြောရမယ်ဆိုဥလေးအရွယ်ကြီးွားကျွန်တော်ဗာကြီးလို့ခေါ်တာဟုတ်ဗာကြီးလို့ခေါ်တာဟုတ်အဲ့တော့ယွာမျိုးကြီးဆက်လိုက်ရင်ကျွန်တော်ခုနတန်းမှာအသက်30ကျော်ကျွန်တော်တူပြန်ဖြစ်နေတာလို့ပါလို့ရှိရလေမျိုးမျိုးပြန်ဆက်လိုက်အဲ့တော့တရွာလုံးကမျိုးဗျာအဲ့မှာမှဒီလိုမျိုးလောက်ခံရဆိုတရွာလုံးလည်းစိတ်မကောင်းဖြစ်နေတာပေါ့ခုဟုတ်ကဲ့အဲ့တော့ PDF ထင်းကျုပ်ယွာဆိုတော့ဟိုစစ်ကောင်စီကတိုက်ပွဲဖြစ်တာလို့ဝင်တာလို့ပါလို့အဲ့လိုရှိဘူးလား ီယွာနဲ့ပတ်သက်ဒီကနေလက်နဲ့ကြီးနဲ့ထူတာတော့ကြားမှုတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ပြီအဲ့တော့ဟိုနည်းနည်းစဉ်းစားကြပါတော့ခုနကတော့ကိုမြတ်အောင်ကပြောတယ်ဒါကတော့ဒစိတ်ကတော့ PDF ဒစိတ်ပဲဆိုတော့ဟိုစဉ်းစားကြဥမာစစ်ကောင်စီနဲ့หนีလို့ရှင်စစ်ကောင်စီကဒီလိုမျိုးအထင်မြင်မအောင်လောက်တာမျိုးလားဒါမျိုးလဲတွတ်ဆစရာရှိရလေအဲ့တော့ယွာလူတွေတော့ကိုတိမအောင်သူတို့ကဘာပြောလဲอืมယွာလူတွေကတော့ဒါသူတို့မျက်နှာရအကုန်ရင်းနှီးနေတော့ဒါ PDF လာသွားတယ်လို့ပဲပြောတာယွာပြောတယ်ဆိုရင်ဒါ ြောမယ်ဆိုရင်မူယာတွေပြက်နေတယ်ပြုတ်နေတယ်ဆိုရင်တော့ရွာလူတွေတည်တယ်အဲ့ဒီရွာပညာတတ်များတယ်များတယ်ဦးလေးကလည်းပညာတတ်ပဲပြက်တဲ့ဆိုတော့သူတို့ကထိလိုက်တာနဲ့ဒီရင်လူကဘဒုဘဒုဘယ်ပိုင်ကလာလဲဆိုတော့သူအကုန်လုံးသိနေကြတာပြီးတော့သူအဲ့လိုမျိုးရဲဝဝင်ပြောနိုင်အောင်လို့အဲ့လူတွေကသူကမြင်သားမှုပြီးတာဗျဟုတ်ဟုတ်အဲ့တော့ ဒီယောမှာအဲ့လိုအရင်ရောဖြစ်ဘူးလားအဲ့လိုမျိုးတလန်ရှင်းလင်းလို့စသည်ဖြစ်ပေါ့လေအဲဒီကမ္မအပိုင်နဲ့ပေါ့နော်ဒီကြောက်ဆောင်ရွာတော့မဟုတ်ကမ္မပိုင်နဲ့မှာတော့ကျွန်တော်မနက်ကဒါစကားပြောမိလိုက်တာဟိုရွာသား၄ယောက်နဲ့ဘုန်းကြီး၃ယောက်လားမသိဘူးဘယ်လိုလဲမသိဘူးအဲ့ဟာလည်းအဖန်းခံဘူးတယ်ဖန်းခံပြီးဘုန်းကြီးတွေကိုဒါလူဝေလဲပြီးတော့အဲ့အပိုင်ကနေပဲခေါ်သွားပြီးတော့ကြောက်သွားတာအခုဒီသတင်းစာနာမရဘူးပြီးတော့ဒီတိုင်ရင်းကလည်းရှေ့မှာဟိုအပြန်တော့ လုံးချံရေးပါညာဆိုပြီးတော့အဲ့ပြန်လာဆိုတဲ့ဒါတော်လိုင်းသမားတရားကိုလုံးချံမှုတယ်လို့တရားအတိအကျခိုင်မာရတာလေရတာလေဆိုကျွန်တော်ကစိတ်ပူတာကပြည်သူတွေကဒီလိုမျိုးအကြောက်တရားဝင်သွားပြီဆိုရင်ဒါစကားစချိန်လန်းနေပဲသွားနေမှာဆိုရင်ကျွန်တော်တို့ကဘာကြောင့်တော်လိုင်းလေးလောက်ရတာလဲကျွန်တော်တို့ဒီမနေ့ဆိုကျွန်တော်တော်လိုင်းနားချိန်လေးတွေကျွန်တော်တော့ဘဝပေါ်လာပြီဘာကြောင့်လဲဆိုကျွန်တော်လုံးနေတယ်လို့မှန်ရင်လားလို့ကျွန်တော်ပြန်ပြီးတော့သင်ခဲ့ပြန်ဝင်လာပြီလေ analyze လေးပြန်လုပ်ရတယ် ကိုအသိပင်ရေလောင်းနေပြီလားပေါ့အဓိကပြောချင်တာကျွန်တော်ဆိုတာ MOD အောက်ကတရင်နေကော RF ရောအကုန်လုံးကိုကျွန်တော်မျှတာပဲလှူတယ်ရိတ်ခါလှူတဲ့အပိုင်းကိုကျွန်တော်ပို့ပြီးတော့ကျွန်တော်မျှထားတာပေးတယ်ဒါရိတ်ခါဆိုတဲ့အတွက်ဒါပြောရမယ်ဆိုရူရှားစစ်ကြောင်းကောအထိုင်းစစ်ကြောင်းကောအကုန်လုံးကလိုအပ်တယ်မတိုက်တဲ့စစ်သားလည်းစားရမှာပဲတိုက်တဲ့စစ်သားလည်းစားရမှာပဲအဲ့တော့မျှတာပဲကျွန်တော်အကုန်လှူပြတယ်လှူပြတယ်ဆိုတော့ဒီလိုမျိုးကြီးဖြစ်လာတဲ့အခါကျတော့ဒီတပ်မဟာဟိုပါပေါ့စစ်တပ်သားကြီးတဲ့ ဟိုတရက်ခိုင်တိုင်ရင်လေးရလူတွေကဘလူမျိုးဥပဒေနဲ့တွားနေလဲဒါဒါကိုကြီးမုံတို့လည်းမေးရပါဘောနော်အနေထားဟုတ်ကဲ့ဟုတ်ဟိုအဲ့တော့တရက်ခိုင်တိုင်ရင်လေးအပိုင်မို့အခုဒီဒီဖြစ်တာဟုတ်ပါတယ်ခင်ဗျာဟုတ်အဲ့တော့အမတ်တစ်စစ်တွေတအောင်ပါဆိုတော့ကိုမြတ်ကဒါဆက်သွဲတယ် Facebook ကနေဆက်သွဲလို့လည်းသိရတယ်အဲ့တော့ဘလို့အကြောင်းပြန်လဲဘာတွေပြောလဲအဲ့ဒါလည်းနည်းရှင်းပြပေးပါဘလို့အကြောင်းပြန်လဲဆိုပထမစာပြီးတော့ okay စကားလေးပြောချင်လို့ပါဆိုပြောပြရတယ် လိုမျိုးပေါ့နော်ပြန်တယ်ပေါ့ဒါကသူကဒိုတုတ်တုတ်ပြန်လာလဲဖြစ်မှာဟာဒါကျွန်တော်ကဖြစ်တွေ့ပါတယ်အဲ့တော့အကုန်လုံးဒီသတင်းဒီဒီပြောလိုက်တဲ့အခါကျတော့ဘယ်ဟာလဲဘာလောက်တာလဲပါမေးတယ်မေးတော့ကျွန်တော်လည်းဟိုတေချာပြောပြပါတယ်ကျွန်တော်ဒါ2022တီကိုကျွန်တော်ဒါ GDL မှာကျွန်တော်တာဝန်ထမ်းဆောင်မှုတယ်ပြီးတော့ကျွန်တော်ထွက်တယ်ထွက်ပြီးတော့ကျွန်တော်ဒီမှာတနိုင်းလာပိုင်းထောက်ဖို့လုပ်နေရယ်ဘယ်လဘယ်နှစ်ကတော့ဖြစ်နောက်ဆုံးဒီမှာ MOD အောက်ကိုကျွန်တော်ထောက်ဖို့လုပ်ပြီးသေးတယ် အဲ့ဒီလည်း certificate တွေလည်းကျွန်တော်ပို့ပေးလိုက်တယ်စလစ်တွေကိုလည်းပြောမယ်ဆိုရင်တယောက်နဲ့တယောက်နဲ့ဒါမတွေ့ရတဲ့ခါမှကြာနားလည်မှုလွဲမှာဆိုလို့ကျွန်တော်အနေနဲ့ကအမြင်ရှင်းအောင်လို့ဒါအရင်ဆုံးပြတာပဲဖြစ်တယ်ပေါ့နော်သူကကြောက်လို့လည်းမဟုတ်ဘူးကျွန်တော်ပြတာကျွန်တော်ထောက်ပို့ပေးတယ်အဲ့ဒီအနေထားမှာဘယ်လိုဆက်ဖြစ်လဲဆိုတော့ပါကိစ္စဖြစ်လဲပေါ့ပါကိစ္စဖြစ်လို့ကျွန်တော်ကာနာနာအကုန်လုံးကျွန်တော်တင်ထားတဲ့ post တွေလည်းအကုန်လုံးပြလိုက်တဲ့ခါကျတော့ဒီသတင်းမျိုးကိုကြားမိတာသူကမရှိဘူးပေါ့မြေပြင်ကလည်းရမ်းရှုပ်ထွေးနေရဆိုတော့အတီးပြူကိုခတ်ခဲတယ်ပေါ့ဗျာ အဲ့ဒါပြောပြီးတော့ဒါအခုဒီထောက်ဖို့နေနဲ့ရက်ဒီနေရာကိုနေစားပါတယ်ဆိုပြီးတော့အဲ့နောက်ပိုင်းကျွန်တော်ဘာဖို့ဖို့သူစင်းဖြစ်တယ်ဝင်ကြည့်တယ်ပေါ့အเจ้าမပြန်တော့ဘူးအเจ้าမပြန်တော့အဲ့လိုရှိတယ်ဟုတ်အဲ့တော့ကိုမြအောင်ကဟိုဘာဆက်လုပ်မလဲဟိုဘက်ဝင်ကြည့်ဌာနတိတင်မှုရှိလားသူတို့နဲ့ဆက်သွယ်ဖို့ရှိလားကျွန်တော်ကလည်းဒီဘက်မှာကမဲဆောက်ဆိုတာအခုတည်ရတဲ့အတိုင်းပဲအကုန်လုံးနိုင်ငံရေးတော်လိုင်းသမားတွေကအကုန်လုံးတူတူရှင်တွဲနေတိုင်းကြရဆိုတော့ ဒီကိစ္စကိုမခံမြန်းဖြစ်နိုင်တယ်ကျွန်တော်ညီတယ်ညီမတွေပြီးတော့ဟိုအဲ့အဖွဲ့အစည်းတွေကတော့လာပြီးတော့ကျွန်တော်ကိုပြောတယ်သတင်းမေးတယ်သူတိုင်စာသူကိုယ်တိုင်ရေးတယ်ပို့ပေးတယ်ပြီးတော့တခြားသတင်းဌာနတွေကဝိုင်းကူတယ်ဒီတိုင်းအဲ့ဟို personally ရလိုက်ပြီးကူညီပေးနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒီသတင်းတော့အကုန်လုံးလိုက်နေကြတယ်ပြောဒီလိုပဲဟိုဒီတဖက်သေးသားချင်းတွေကလည်းကျွန်တော်ရန် UNG ကိုဝေဖန်လို့ဆိုပြီးတော့လှောင်တယ်ပြောင်တယ်ဟာဟာတွေပြေးတယ်စကားစကားကြတော့ဒီကျွန်တော်ပြောတဲ့ဟာကိုဟာဒီကောင်ကြီးကတော့ဖြင့် ပီဒီအက်ကိုထောက်ဖို့လို့ပီဒီအက်ကသူ့မိသားစုကိုပြတ်တက်တာအခုတော့သိပြီမလားဆိုပြီးဝါရဖြတ်ဟာတွေကလိုင်းပေါ်တက်လာသေးတယ်ရှုပ်ထွေးနေရပေါ့တရင်ဟိုအချိန်လေးကတော့ကျွန်တော်ဒီဟာကိုကျွန်တော် public ကိုမချပြလို့မရဘူးအကိုဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကြီးဖြစ်နေရအဲ့ဘက်မှာတော်တော်များနေပြီပြောတယ်ကျွန်တော်မန်းအိမ်ထဲမှာလည်းလာပြောသလိုကျွန်တော်ကို personally ကသူ့လှမ်းလှမ်းပြီးတော့ message ပို့ပြီးတော့ တို့အကိုတွေတို့အဖေတွေလည်းအဲ့လိုမျိုးတတ်ခံခဲ့ရကြအောင်ပို့ထားတဲ့ message တွေရှိတယ်။ဒါမဲ့အကောင့်တွေကကျွန်တော်လည်းအတီးပြုတ်နိုင်ခြင်းမရှိသလိုဒါတွေ line မော်တင်လည်းပို့ရှုပ်ထွေးမှုကဖြစ်လာမှာ။အဲ့တော့အဓိကအကြောင်းရင်းဟာဒီကိစ္စဒီလိုဖြစ်သွားတယ်။သူအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအနေနဲ့ဒါကိုဘယ်လို official announce လုပ်မလဲ။ပြီးတော့ဒီလူဟာဘာကြောင့်သူတို့စီလူစီရင်ရတယ်။အဲ့ဒါတွေအကုန်လုံးကျွန်တော်စောင့်နေတာ။ပြောမယ်ဆိုရင်ဒီအရာတွေကိုမထုတ်ပြန်သေးရွေးတော့ ကျွန်တော်တို့မှာတန်လျာဟိုရှိပိုင်권ရှိတယ်ပေါ့နော်တန်လျာရှိပိုင်권ရှိတယ်ဒါဟာဟိုဥလင်းနဲ့လုပ်ငန်းတူတယောက်ယောက်ကပဲငွေပေးပြီးတတ်ခိုင်းတာလားဒလန်ဆိုပြီးရိုးစွတ်တာလားပေါ့ဒါမှမဟုတ်လဲဒါတိုးနဲ့အကြောင်းစုံတွေကညှိထားလို့ဒီလိုမျိုးလုပ်တာလားပေါ့ဘာကြောင့်လဲဆိုတော့ကိုစဉ်းစားကြည့်အသက်80နှစ်အရွယ်မှာကျွန်တော်တို့ဒီဘက်အဲ့ကဘိုးဘွားကြီးကပူဆိုးတယ်ဖျားတရားပဲလုပ်တော့တာလေသေးသေးတော့ဒါပရိပဲစိတ်နေတဲ့လူတွေဒါဟိုကျွန်တော်ဘိုးဘွားဆိုတာ ဟိုပြောလို့ပြောမဟုတ်ဟိုဟိုကျွန်တော်လူကောင်မျိုးတော်မှမနဲ့ဆိုရင်ဒါပဏ္ဏတရားနာပြီးမှနိုးလာတာအင်းလာလေတဲ့ညီကိုကြီးဆိုအန်အောလို့အမြဲတမ်းအဲ့လိုကောင်နေအဲ့လိုကောင်နေဆိုတော့ဒီလိုမျိုးကြီးလောက်တာကိုတော့ကျွန်တော်ကလက်တင်မခံနိုင်ဘူးပေါ့ဗျာပြည်သူအနေနဲ့ဘယ်သူအားကိုးရမှာလဲပေါ့အဲ့လိုအနေထားဖြစ်သွားနိုင်တယ်ဘာဆက်လုပ်လဲဆိုတော့ကျွန်တော်အခုသူတို့ဌာနကိုကြည့်ကျွန်တော်တို့သာဖြေဖို့သူတို့မှကြာနေရပါတော့ပြီးတော့သူတို့ရှိမှရှိရင်အင်အားက80 80ရှိတယ် ီးတော့မှဒါသူကွင်းစင်းပြီးလေးလာရင်သူအစင်းတင်တာလည်းရရက်ကြီးရွာကြီးကလူငယ်တွေစုပြီးတော့ဒါစင်းပြတယ်ပေါ့ဒါ MOD ကိုပြန်ပြီးတော့ဒါစင်းပြတဲ့လူမနေရောက်တော့ရှိပါရဲ့ဆိုပြီးတော့ပြောမယ်ဆိုရင်ရွာသားခဏငားတဲ့ပုံစံပေါ့ဗျာလူ90ဟိုနောက်ဆုံး80ရှိတဲ့ရင်းတစ်ခုကဒါ အဲ့လောက်အလုံးမချုပ်ပါဘူးနော်ကိုကျွန်တော်တို့လည်းထုံးနဲ့နေခဲ့တာပဲလေနော်ဒါဘလိုမျိုးကြီးလှုပ်တယ်တရင်တွေကဘလိုမျိုးဘယ်ရှင်နေအားနေရနေတယ်ဆိုကိုကိုလည်းသိတာပဲအဲ့ဒီနေထားမှာသူတို့ကဒီနေ့ဒါလမ်းမိုင်းလမ်းမိုင်းကိုသူစစ်ဆေးနေတယ်ပေါ့အဲ့လိုပုံစံလေးတင်တယ်ခစ်သက်ကလည်းတင်လာတယ်တင်လာရဆိုကျွန်တော်ထင်တာတရင်ကိုဟထားတယ်ပေါ့ဗျာတရင်ကိုလုံးချနေပေါ့ဒီအဖွဲတွေအလုံးလုံးနေကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်မြင်တယ်မြင်တာကကျွန်တော်ကိုကိုကိုဝင်မြင်တာဟုတ်ပြောမယ်ဆိုရင်ကိုကိုတိုင်းမြင်မြင်မလှူရှားပဲနဲ့ ီတိုင်းနေတဲ့လူဆိုရင်တော့သူတို့လုံးဆောင်ချက်တွေဘယ်သိမလဲကျွန်တော်တော့ပြင်မနက်6:00နာရီဆိုရင်သူတို့စပြီးဘာလုပ်ရလဲဖတိတ်ကဘယ်ချိန်လောက်ဆိုစင်းရတာထမင်းကတော့ပြင်ဘယ်တော့စားတယ်ဘယ်ချိန်တန်းဖြုတ်တယ်ဒါတွေအကုန်လုံးသိတဲ့ကောင်ဆိုတော့ဒီတော်တွင်းကာလာကြီးအခုမှတရေထုတ်ပြန်တဲ့ကောင်တွေဆိုတာတတ်တရမှာဒါဟိုပြောမယ်ဆိုရင်ဟိုအားရနေရတဲ့ကောင်တွေဗျာတတ်တရလည်းဝင်မျက်နှာပေးစင်းခံရတဲ့ကောင်တွေဒီတရေထားတာ page ကိုခြိုင်းတဲ့ကောင်တွေကအဲကောင်တွေက reply မလုပ်ဆိုဒါ something တော့ round နေပြီပေါ့နော်ကျွန်တော်အသိတယ်ပေါ့အမှန်တော့ဒါအမှမမှုဘူးကိုကြီးကျွန်တော်အဲ့လိုကဘာကြောင့်ဘယ်အတွက်ကြောင့်ဘလို့ဖြစ်လို့ကျွန်တော်စီရင်လိုက်ရတယ်ဒါမှမဟုတ်ရင်မဟုတ်ဘူးကိုကြီးကျွန်တော်တို့ဒီမှာစစ်ဖြစ်နေလို့ကျွန်တော်မအားလို့ပါ page မှာဘလို့မှမရှိဘူးအဲ့လိုလည်းမဟုတ်သူကတာတာရာနဲ့လမ်းပိုင်းနေတော့မှလိုက်ပြီးစစ်နေနိုင်နေတာပဲဗျာကျွန်တော်ပြောကကိုယ်တိုင်နိုင်ရင်ဒါကြီးကလည်းရှင်းပါတယ်နော် ဟုတ်ပြီအဲ့တော့အခုကြံခဲ့တဲ့ကုနာဒီဥကုငယ်ရဲ့ဟိုဇနီးနဲ့နောက်တမီးလာနှစ်ယောက်ပေါ့နော်သူတို့ရဲ့လုံခြုံရေးရောအခုစိတ်ချလာအဲ့အဲ့အတွက်ကိုဘယ်လိုမျိုးသိရလဲသူတို့အသက်တော်ကိုထမင်းရတော့တာအခုကပြောမယ်ဆိုရင်ဒီသတင်းတွေကျွန်တော်ဖြေနေရတော့မှမိသားစုဝင်တွေကကြောက်တယ်မိသားစုဝင်တွေကကြောက်တယ်ကိုယ့်ကိုချိတ်ချိတ်ပဲစုံစမ်းပါတော့ဆိုပြီးအောင်စားလေးလာကျွန်တော်ရောအဲ့လိုသွားလုံးလို့မရဘူးလေကျွန်တော်ကဒီဟိုဟာပေါ့အမှန်တရားအတွက် ဟိုဟိုတိုက်နေနဲ့ကောင်းနေဆိုတော့ဒါဖြည့်သူအကုန်လုံးတီးမှရမယ်တီးမှဒီစနစ်ကြီးကိုပြင်ပြင်ဒီမရရတဲ့အမှုကိုဖော်ဆောင်နေတဲ့ကောင်တွေကိုထိုင်းတင်းနဲ့ပြစ်ဒဏ်ပြန်စီရင်စီရင်မစီရင်ကျွန်တော်ရှေ့ဆက်လို့မရဘူးအကိုတော်လိုင်းရဒါကျွန်တော်ဦးလေးသုံးသွားမှကျွန်တော်ဒီစကားပြောတာမဟုတ်ဘူးဒါပေမဲ့သုံးသွားတဲ့အခုအရင်တည်းကသုံးသွားတော့ပို့ပြီးတော့နားလေသွားတော့ပေါ့ဗျာဒါကတော့အမှန်တရားပဲသူများရဲ့ဒီလိုမျိုးပြောနေရင်တော့ဒါဟာဒါဒလန်အကောင့်နေလားစကားစားမဲ့စိုက်ဝါထည့်ရလားကျွန်တော်ရှိနေတယ်ဒါပေမဲ့ကိုယ့်အရင်တည်းကသုံးသွားတော့ဟာ ဒီဦးလေးကြီးဟာဒါလည်းစုံကလေးကနိုင်ငံကြီးလည်းတခါမှမပြောဘူးသူ့လို့သူလို့တယ်အေးလူလူနေတယ်သူတို့ရွာကိုသွားလည်ရင်ကျွန်တော်မှစက်သားဆိုလည်းမပြဝါသားဆိုလည်းမပြအကုန်လုံးဖူးဖူးလုံလုံနေရရင်အေးချမ်းနေရွာအေးကြောက်ကောင်းတော့အဲ့လိုရွာမှာမှဒီလိုမျိုးအသက်ခံရဆိုတော့ဟာလူတယောက်နေတော့အံ့ဩတာပေါ့ဗျာသိရမလားအဲ့လိုမျိုး ဲ့တော့နောက်တစ်ခုကယွာကသူ့ရဲ့ဒီဥကုငယ်ရဲ့ဘေးအိမ်ပတ်ဝန်းကျင်ယွာဟိုမိသားစုလိုဖြစ်နေမှာပေါ့ယွာဆိုတော့လေသူတို့ကရောဘလို့ထင်မြင်ချက်ပေးကြလဲဘာလို့ပြောကြလဲမိသားစုမဟုတ်ဟိုခုနပြောလိုပဲတရွာလုံးနှိပါအမျိုးတွေသူ့ထင်မြင်ချက်တွေလည်းကျွန်တော်မရသေးဘူးအဓိကကဥလေးကိုလာပြီးတော့ပီတက်ကခေါ်ပြီးတော့စုံစမ်းပြန်ရှိရဆိုပြီးတတ်လိုက်တယ်ဆိုပြီးတော့ထွက်လာတာအခုကျွန်တော်ရေဘူးရအားပြပဲစဉ်းစားမယ်ဗျာဥလေးကအဲ့ဒီယွာမှာလုံးဝဟိုထိမ့်မြတိမ့်မြရတဲ့ လန်သတင်းပေးပေးထားပါတော့ဗျာဒွာသားလေးကိုနှိပ်စက်တယ်ဆိုရင်အပုန်းနဲ့အရင်ထွက်ပြီးမှအရှိခံရတာလေကျွန်တော်ဒါရေဘူးကဒါထုံးစံမယ်အဲ့အတော့မှကျွန်တော်ကာကွယ်တက်တွေက warning ဘဏ္ဍာခါပေးလဲကျွန်တော်အနည်းဆုံးနှစ်ခါပေးပြီးမှရှင်းလင်းရှိတယ်ခင်ဗျားဒီလိုမျိုးဘယ်အတွက်ကိုရက်တိနေရရက်တော့နော်နောက်ဒုတိယအချိန်ပေးတယ်ဆိုတာကြီးကုန်နေပါရင်လည်းပေးမယ်ဗျာဒါတွေကရိုးပါတယ်ဒီရမှာကျွန်တော်လည်းဒါဖြတ်တန်းလာနောက်ဆုံးထိမ်းများတော့မှဒါရှင်းပါလေ ခုကအေးလူလူရေချိုးနေတဲ့လူတယောက်ဗျာပြီးတော့လာခေါ်လာတော့လေအตาကြီးတိုင်းတော့လက်ပြန်ချိုးတုတ်သွားတယ်အဲ့ဒီမတိုင်ခင်လေအဲ့ရွာမှာနာမည်သိုးစားစားထွက်ထားတာမရှိဘူးနာမည်သိုးနဲ့ရွာသူရွာသားတွေကိုသူနှိပ်စက်နေရလဲတခုမှမရှိဘူးအသက်က80နှစ်တနေ့ဗျာနှိပ်စက်ဖို့နေနေသားသားအဲ့လိုလူတယောက်ကိုခေါ်ပြီးဒီလိုရှင်းတော့ဒါဘာကြီးလဲအခုဟိုဒါကျွန်တော်ပြောတာရေဘူးအားဖြင့်စဉ်းစားကြည့်လေဟုတ်လားမဟုတ်ရင်ဒီဘက်ကိုဖုန်းဆက်ရင်ဟာ ိုဟိုမင်းတို့ဦးလေးဟာဒါရွာဒုက္ခပေးနေလို့စီเจ้าတွေကိုရွာထဲဝင်ခံနေလို့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ထောက်ပံ့ပေးနေလို့ပြည်တဲ့ကတော့လာရှင်းတာခံလိုက်ရပြီဆိုပြီးပြောမှာပေါ့ရွာသားတွေလေကျွန်တော်တို့တို့မမြင်ဘူးတို့ကကျွန်တော်ကမမြင်ဘူးလေဒီရွယ်ကြီးကိုငယ်တော့ကမတစ်ခါပဲတွေ့ဘူးအဲ့လိုမျိုးပြောကြမှာပေါ့နော်ဝမ်းသာကြမှာပေါ့ခုကတရွာလုံးကပူသေးတော့ကရောက်နေတာဗျာဂျိုမျိုးကြီးအလုတ်ခံရလို့ ဟုတ်ပြီအဲ့တော့ကိုမြအောင်ကိုနိုင်ကလည်းဒါဟိုຫນွေဦးတော်လိုင်းမှာဟိုပါခဲ့ဘူးတယ်အခုတော့ထောက်ဖို့အနေနဲ့ရက်တည်တယ်ဆိုတော့အခုကိုရဲ့ဟိုဦးလေးအခုလိုဖြစ်တဲ့ပုံမှာနောက်ဆုံးအနေနဲ့ပေါ့နော်ဘာများပြောခြင်းလဲကျွန်တော်အနေနဲ့ပါခဲ့ဘူးဆိုတော့အခုထိလည်းကျွန်တော်ရှိနေရပဲຫນွေဦးတော်လိုင်းမှာပါဝင်တယ်ဆိုတာအခုကျွန်တော်ပြောတာလက်နက်ကင်မှာပါဝင်တာမဟုတ်ဘူးဗျာလက်နက်ကင်လာတဲ့ခက်ခဲတဲ့လမ်းစဉ်တွေရှိတယ်ကျွန်တော်အမှန်တရားပြောရဲလားလက်နက်ကင်နဲ့ကောင်းတိုင်းအကုန်လုံးမှန်တရားပြောရဲလားပေါ့မပြောရဲဘူးလက်နက်ကင်နဲ့အကုန်လုံး ကောင်းတဲ့အကုန်လုံးကအမှန်တရားမပြောရဘူးဒါပေမဲ့တည်ရဲတဲ့ကျောင်းကျောင်းအဲ့လိုမဟုတ်တည်ရဲတဲ့ကိစ္စလေးကျွန်တော်လုပ်ပြီးပြီအမှန်တရားလေးကျွန်တော်တောက်လျှောက်ပြောနေတယ်ဘာကြောင့်ကျွန်တော်တော်လိုင်းနဲ့မထွက်လဲဆိုတော့တော်များလည်းသိပါလေအမှန်တရားပြောလို့နည်းလို့အမှန်တရားပြောလို့များလည်းကျွန်တော်ထွက်မှာအေးလူပဲလူဆိုတော့အကိုရဲ့ကိုကိစ္စပဲကိုလိုပြီးတော့အချိန်ကုန်ဆုံးနေကျင်တာလေကိုကိုပဲချက်ပြီးတော့အချိန်ကုန်ဆုံးကျင်နေတာဒါကြီးဒီအချုပ်ထဲမှာပါနေဘူးကျွန်တော်တော့မှဒီအချုပ်ထဲမှာပါတော့ဖို့နေ့စဉ်နေ့တိုင်းလေးကမကကျွန်တော်စဉ်းစားတယ်အများရန် အဲ့တော့ခုနပြောသလိုမျိုးဒီချိန်နေပတ်သက်ပြီးတော့ဘာပြောချင်လဲဆိုတော့ဒီချိန်နေကြီးက လုံးဝဖြစ်လို့မရဘူးအဲ့တိုင်းဖြစ်ခွင့်လည်းမရှိဘူးလက်နဲ့ကင်ထားပြီးတော့ဒီလိုမျိုးလှုပ်ချင်တာလှုပ်ပြီးတော့သတင်းအစားနာဖျောက်ပြီးဘာသတင်းမှမတက်တာမျိုးပြည်လူထုတရားကိုဒီလိုမျိုးစားဖျောက်လိုက်တာမျိုးလုံးဝမဖြစ်တင်တာဘာပြောချင်လဲဆိုတော့ဒါကြီးကဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေတော့လိုက်လုံးနေတဲ့ကောင်းတဲ့အကောင်လုံးဟာအိမ်ပြားဖို့လည်းမသေးကြဘူးပြန်ရရင်လည်း ဒီလိုလက်နက်ကန်ကောင်းရင်လည်းစားစားနဲ့ဆိုးတဲ့စနစ်နဲ့ကျွန်တော်ကြုံရတော့မှာဟုတ်ပြီကိုမြောင်ဥက္ကုငယ်အတွက်တရားမျှတမှုရပါစေလို့ဆန္ဒပြုပါရစေဗျာနော်ကျွန်တော်လည်းအဲ့လိုပဲမျှော်လင့်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုဒီလိုများတဲ့ပါတယ်ကိုသတင်းနိုင်ဟုတ်ပါပြီဟုတ်ပါပြီ